မရှင်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ဒီလေး YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှတော့ကျွန်တော်ထိတ်ဆီးငါးလုံးကိုပြန်လည်ပြောပြတော့မှာဖြစ်ပါတယ်ဗျာနော်ဒီထိတ်ဆီးငါးလုံးကိုကျွန်တော်ဒီနေ့စကနေဒီလိုဆက်ပြီးလေ့လာကြည့်အောင်လားခင်ဗျာအဲ့မှာဆိုရင်ရှစ်တုံများခုံခုံခုံကိုဗောနော်အဲ့ရင်ရှစ်မှာတစ်ကြိမ်ရှောင်းနဲ့တင်းနဲ့မှာတစ်ကြိမ်စီဒီကိုနဲ့တင်းနဲ့မှာတစ်ကြိမ်စီဆိုပြီးဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်ဒီမှာကိုနဲ့တင်းပေါင်းရှင်း30ဗောနော်ရှောင်းနဲ့တင်းပေါင်းတာခုံခုံနဲ့ရှစ်ပေါင်းရှင်း55ဆိုတဲ့အတွက်ကြောင့်မို့ ့9ခွန်9တနည်းစပြီးဖြစ်ပါတယ်ဗောနော်ကျွန်တော်တို့ဒီ9နှစ်ပေါင်းခွန်ခွန်ကနှစ်ပေါင်း99နှစ်ပေါင်း71 9ခွန်9တမကနန်လေလုံးစုံကနန်တလုံးဗောနော်အဲ့မှာကျွန်တော်ခုနှစ်ရာဆိုတဲ့အတွက်ကြောင့်မို့ခွန်ထိပ်ဖြစ်ပါတယ်ခွန်3ည3ညဖြစ်တယ်ဗောနော်ဒါကြောင့်မို့ကျွန်တော်တို့ခွန်ထိပ်စီဖြစ်ပါတယ်ခင်ဗျာခွန်ထိပ်စီခွန်3ည3ညဖြစ်ပါတယ် တဖန်ကျွန်တော်ဒီ900တပင်ကနေနောက်ထပ်ဒီ3003ထိပ်စီးတပင်ကိုဆက်ပြီးကြည့်အောင်ပါနော်ဒီမှာဆိုရင်10နဲ့10ပေါင်း9ပါနော်9နဲ့9ပေါင်း14 6နဲ့10ပေါင်းတာ12 2နဲ့9ပေါင်း10ခွန်းဒါဆိုရင်ကျွန်တော်ခွန်9 3 3ကိုတက်တူတာလေခွန်9တက်3လေးမကနန်လေးလုံးစုံကနန်ကတလုံးပါနော်အဲ့မှာ3ခွန်ခွန်ဖြစ်ပါတယ်ခင်ဗျ3ခွန်ခွန်ဆိုတဲ့အတွက်ကြောင့်မို့ တုံးထိပ်စီဖြစ်ပါတယ်။ Okay နောက်ထပ်တစ်ကြိမ်မှာကျွန်တော်ဒီ3နဲ့7ပေါင်းတာလေး6နဲ့6ပေါင်းရင်30ဒီ8နဲ့ဒီ8နဲ့ပေါင်းတာ16ဆိုတဲ့အတွက်6 8 3 3ပေါ့နော်။မာကနန်းတစ်လုံးစုံကနန်း၄လုံးဖြစ်ပါတယ်။အဲ့ဒီမှာ8 9လေးဖြစ်ပါတယ်ခင်ဗျာ။6 9လေဒါကြောင့်မို့ဒီမှာဆိုရင်ချစ်ထိတ်စီဖြစ်ပါတယ်။ Okay နောက်ထပ်တစ်ကြိမ်မှာလည်းကျွန်တော်တို့ဒီ ကိုနဲ့ဒီတင်းနဲ့ပေါင်းရင်10ဒီ10နဲ့ဒီ3နဲ့ပေါင်းရင်17ရတဲ့အတွက်တ3500ကိုတတူရင်10ပေါ့နော်စုံကဏ္ဍက10ဖြစ်ပါတယ်မကဏ္ဍက3500ပေါ့နော်အဲ့ထက်က963ဆိုတဲ့အတွက်မကဏ္ဍထိပ်စီပေါ့နော်963ထိပ်စီဖြစ်ပါတယ်ခင်ဗျာတပန်းဒီ963ကနေဆက်ပြီးကြည့်အောင်ပေါ့နော် အဲ့မှာဆိုရင်ကျွန်တော်ခွန်နဲ့တစ်ပေါင်းတာ၈ပေါ့နော်၈နဲ့၅ပေါင်း73 3နဲ့6ပေါင်းရှင်းသည်7နှစ်နင်းနဲ့ခွန်ပေါင်း6ဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်9 3 5 5ဥတူတာ6ပေါ့နော်အဲ့မှာ9 3 5 6 6ထိပ်စီးပေါ့နော်6 8ခွန်ဖြစ်ပါတယ်ခင်ဗျာ6 8ခွန်ဆိုတဲ့အတွက်6ထိပ်စီးဖြစ်ပါတယ် โอเคကျွန်တော်နောက်ထပ်တစ်ပြင်ဒီ shop 6ခွန်တစ်ပြင်ဟာဒီဆက်ပြီးလေ့လာကြအောင်ပါနော်ဒီမှာဆိုရင်ကျွန်တော်ဒီ3နဲ့5ပေါင်း8 8နဲ့7ပေါင်း9 9နဲ့6ပေါင်း85ရရတယ်ပေါ့နော်85ဆိုရတဲ့5ခွန်9တိနိအဲ့မှာဆိုရင်အဲမာကနန်းကလေးလုံးစုံကနန်းကနိထိတ်နိတလုံးထိတ်ပါပေါ့နော်အဲ့မှာနိခွန်နိနိခွန်ဖြစ်ပါတယ်နိထိတ်စီနိနိခွန်ဖြစ်ပါတယ်ခင်ဗျာစုံကနန်းထိတ်စီပေါ့နော်တပန်းကျွန်တော်ဒီမှာ ၄နဲ့၁ပေါင်း၅၊၅နဲ့၁ပေါင်း၆၊၆နဲ့၃ပေါင်း၉၊၉နဲ့၂ပေါင်းနာ၁၁ရာတဲ့အတွက်ကြောင့်မို့၁၃၅၇ဖြစ်ဖြစ်ပဲဖြစ်ပါတယ်ပေါ့နော်။၁၃၅၇ထိစီးတဲ့က၃၈၈ဆိုပြီးဖြစ်ပါတယ်။၃၈၈ဒါကြောင့်မို့၃ထိစီး၃၈၈ဖြစ်ပါတယ်။တဖန်ကျွန်တော်ဒီမှာအဲ၆နဲ့၁ပေါင်း၇၊၇နဲ့၆ပေါင်း၃၃နဲ့ဒီ၄နဲ့ပေါင်း၅ ငါးကိုဒီနစ်နဲ့ပေါင်းရင်ခွန်ရမယ်ပေါ့နော်အဲဆိုရင်ခွန်9 3 4 5ဆိုပြီးဖြစ်ပါတယ်အဲ့ဒီမှာ3 3 9 6ဆိုပြီးဖြစ်ပါတယ်ပေါ့နော်3 3 9 6ဆိုတော့အတွက်ကြောင့်မို့3ထိပ်စီဖြစ်ပါတယ်အဖန်ကျွန်တော်ဒီ9နဲ့ဒီ3နဲ့ပေါင်းရင်10နစ်နဲ့3ပေါင်းရင်3ရတဲ့အတွက်ကြောင့်မို့3 5 9 9 3 9 3993ဆုံကနထိတ်ရှိပါနော်အဲ့မှာ39မြေဆွေပြီးဖြစ်ပါတယ်3ထိတ်ရှိဖြစ်ပါတယ်ခင်ဗျာ3ထိတ်ရှိ39မြေဖြစ်ပါတယ်ပေါ့နော်တပန်းကျွန်တော်ဒီ39မြေကနေနောက်ထပ်39မြေတပင်ကိုဆက်ပြီးကြည့်အောင်ပေါ့နော်ဒီ9နဲ့ဒီ10နဲ့ပေါင်းရင်10 4နဲ့4ပေါင်းတာ8ရှင်းနဲ့5ပေါင်းရှင်း73ရတဲ့အတွက်ကြောင့်မို့39ခွန်9တုံညာထိတ်ရှိဖြစ်ပါတယ်အဲ့ဒီထဲက39မြေဆွေပြီးဖြစ်ပါတယ်ခင်ဗျာ39 3 9နေဆိုတဲ့အတွက်3ထိပ်စီပေါ့နော်နောက်ထပ်တစ်ကြိမ်ဒီ၄နဲ့တစ်ပေါင်း9 9နဲ့ပေါင်းရင်10 3နဲ့ခွန်ပေါင်းရင်10ရတဲ့အတွက်ကြောင့်မို့3ညာနေ၄၆9ခွန်ဖြစ်ပါတယ်အဲ့ဒီထက်ကနောက်ထပ်တစ်ကြိမ်မှာနေ၄၆ဆိုပြီးဖြစ်ပါတယ်နေ၄၆ဒါကြောင့်မို့ဒီမှာဆိုရင်နေထိပ်စီဖြစ်ပါတယ်ခင်ဗျာတပန်းကျွန်တော်ဒီနေ၄၆ကနေနောက်ထပ်တစ်ကြိမ်ကိုဆက်ပြီးကြည့်အောင်ပါနော် ကိုနဲ့တပေါင်းတာက30ကိုနဲ့ရှစ်ပေါင်းတာ7ခွန်ရတဲ့အတွက်ခွန်93 4ဆိုပြီးဖြစ်ပါတယ်အဲ့ဒီထက်က3ည4ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ3ည4ဒါကြောင့်မို့အဲ့ဒီမှာ3ထိပ်စီဖြစ်ပါတယ်တပန်းကြီး3ည4ကနေ6 9ည2ပင်ကိုဆက်ကြည့်အောင်ပေါ့နော်ဒီကိုနဲ့တပေါင်း30 9နဲ့တပေါင်း6 6နဲ့2ပေါင်းတာ8ရတဲ့အတွက်ကြောင့်မို့ ရှစ်ကိုနှစ်ပေါင်း30တုံညကိုနှစ်ပေါင်းတာနှစ်နှစ်ကိုနှစ်ပေါင်း၄၄ကိုတစ်ပေါင်းတာ၅ရှစ်တုံညနှစ်လေး၅ထဲက၈၅နှစ်ဆိုပြီးဖြစ်ပါတယ်ရှစ်၅နှစ်ဒါကြောင့်မို့ဒီမှာရှစ်ထိပ်စီဖြစ်ပါတယ်ဗောနော်တပန်းကျွန်တော်ရှစ်၅နှစ်ကနေရှစ်ဆောင်၅ဒီပင်ကိုထပ်ပြီးကြည့်အောင်ဗောနော်အဲ့မှာဒီရှစ်နဲ့ဒီနှစ်နဲ့ပေါင်းရင်30 9နဲ့နှစ်ပေါင်း9 9နဲ့တစ်ပေါင်းတာ၈ရတဲ့အတွက်ကြောင့်မို့အဘွားလိုမျိုးပဲရှစ်တုံညနှစ်လေး၅ထိပ်စီဖြစ်ပါတယ် အဲ့ထဲက665ဆိုတဲ့အတွက်ချစ်ထိတ်စီပဲဖြစ်ပါတယ်ခင်ဗျာဒီမှာလေချစ်ထိတ်စီ665ပါနော်โอเคနောက်ထပ်တစ်ချိန်မှာကြတော့ဒီ9နဲ့တစ်ပေါင်းရှင်းတဆိုင်ခွန်ရ2ရပေါင်းရှင်း900ရတဲ့အတွက်9 3 5 9ပေါင်းခွန်ဟော sorry 9တစ်ပေါင်းရှင်း6ပါနော်အဲ့ဒီမှာ3 5 6စီပဲဖြစ်ပါတယ်ခင်ဗျာ3 5 6ဒါကြောင့်မို့ဒီမှာ3ထိတ်စီဖြစ်ပါတယ်ပေါ့နော် โอเคဒါဆိုရင်3 6တပင်ကနေ6 4 6 6ထိပ်စီးတပင်ကိုဆက်ကြည့်အောင်ဒီ9နဲ့3ပေါင်းတာ8ရှင်းနဲ့2ပေါင်းရင်30ဒီ3နဲ့ဒီ3နဲ့ပေါင်းတာ2ဆိုတဲ့အတွက်2 4 6 8ကိုဒီတို့9အဲ့ဒီမှာ6 4 6ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ6 4 6ဒါကြောင့်မို့6ထိပ်စီးပေါ့နော်တပန်းကျွန်တော်ဒီ6 4 6တပင်ကနေ9 9 8တပင်ကိုထပ်ကြည့်အောင် ဒီ၃ညနဲ့၄ပေါင်းတာ၄၄ကို2ပေါင်း6 6နဲ့1ပေါင်းတာ9ဆိုတဲ့အတွက်9 9 3ကို1ပေါင်း6 9 9 3ကို3စုံကနာ၄ပဲပေါ့နော်အဲ့မှာ9ထိပ်စီးဖြစ်ပါတယ်9 8ဒါကြောင့်မို့9ထိပ်စီးဖြစ်ပါတယ်ခင်ဗျာတဖန်ကျွန်တော်ဒီ9 8ကနေ16ကြိမ်အတွက်ထိပ်စီး၅လုံးကိုဆက်ပြီးလေ့လာကြည့်မယ်ပေါ့နော်ဒီ6 6 9 8ဆိုတဲ့အတွက်ဒီ6နဲ့ဒီ2နဲ့ပေါင်းရင်10ဖြစ်ပါတယ် နေနဲ့၃ပေါင်းခွန်ခွန်ကို၁နဲ့ပေါင်းတာရှင်းရတဲ့အတွက်ကြောင့်မို့၈၃ည၄၄၅ထိပ်စီဖြစ်ပါတယ်။ဒါနည်းအရာဆက်ပြီးတော့ okay ခင်မယ်ဆိုရင်ပေါ့နော်ကျွန်တော်စုံကနန်းက၄လုံးမာကနန်းဆိုရင်တော့၅ထိပ်စီတစ်လုံးဖြစ်ပါတယ်။ okay ဒါဒီကျွန်တော်ဒီနေစာကနေဆိုရင် ခုလိုလိုဆယ်တော့ဒီနေ့အတိုင်းပဲဆိုရင်ပြပြင်တော့မရှိသေးဘူးပေါ့နော်ခွန်ထိပ်စီ900 3ထိပ်စီ3008 9463 ်ဆောင်ရှင်ခွန်နိနေခွန်တုံးရှိရှိတုံးတုံညာကိုတုံးကားနိတုံးကိုနိနိလင်းလျှောက်တုံးနိလေးရှင်းကားနိရှိဆောင်ကတုံးကားလျှောက်လျှောက်လေးလျှောက်ဘူးခွန်ရှိအဲ့မှာဆိုရင်ကျွန်တော်နောက်ထပ်ဒီထိတ်စီကကျွန်တော်နီးနှမျိုးလက်ရှိပါတော့ထိတ်စီနှလုံးနီးရှိတယ်ပေါ့နော်ထိတ်စီနှလုံးနီးကကျွန်တော်အဲ့မှာ6ရ4ရထိတ်စီပုံတူရှိတယ်ပေါ့နော်8လေးထိတ်စီရှိတယ်ခင်ဗျာ ကျွန်တော်ဒီစုံကနအနေနဲ့ဆိုရင်ပေါ့နော်ကျွန်တော်ဒီရှေ့ရလေးရထိတ်စီနှလုံးထဲတော့နှီးရှိတယ်ပေါ့နော်โอเคဒါဆိုရင်ကျွန်တော်ရှစ်တုံညမြေလေးငါအပြီးခွေကနနဲ့ဆက်ကြည့်အောင်ပေါ့နော်โอเคကျွန်တော်ဒီဆက်ကိုးချိန်မှာ အပြီးခွေကန9လုံးက2 5 6 9 8 9 10 9ညပုံတူဆိုရင်တော့ကျွန်တော်6 9 8 9 10ညပုံတူပေါ့နော် 6ခွန်8ခုတုံများဆိုပြီးဖြစ်ပါတယ်။အဲ့ဒီဒီတစ်ပတ်မှာထိတ်စီ9လုံးက80နှစ်လင်း9ဆိုပြီးအတွက်ရှင်းတုံညာနေလေး9ဒီထိတ်ဆိုပြီးဖြစ်ပါတယ်ကောနော်။ရှင်းတုံညာနေလေး9ဒီထိတ်ဆိုတော့ကျွန်တော်ဒီမှာနေထိတ်ပါမယ်ကောနော်။နေထိတ်ပါမယ်9ထိတ်စီပါမယ်6ခွန် ရှစ်ဆိုတော့ရှစ်ပါမယ်ပေါ့နော်9တုံညဆိုတော့ဒီမှာဟွန်ဒူထိတ်စီကကျွန်တော်ရှစ်ထိတ်စီပို့ပြီးအတာသွားမယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်အဲရှစ်ရဲ့လေးရဲ့ထိတ်စီနှလုံးထဲတော်နီးရှိတယ်ပေါ့နော်ရှစ်လေးဆိုပြီးရတယ်ပေါ့နော်ရှစ်လေးထိတ်စီရတယ်ဒီတစ်ပတ်ဒီ9 6 9 8 9တုံညမှာလေးမပါတဲ့အတွက်ကျွန်တော်ပုံတူယူမယ်ဆိုရင်ရှစ်ထိတ်စီရပို့ပြီးအတာသွားမယ်ပေါ့နော်ကဲဒါတော့ကျွန်တော်တင်ချာနေရပါတော့ ဒါလေးကိုလည်းကျွန်တော်မရှိများမိမိတော့ညာကွန်ပြီးတော့ရှင်းရှင်းရမှာဖြစ်ပါတယ်ခင်ဗျာ။ Okay နောက်ထပ်ဗီဒီယိုမှာတော့ကျွန်တော်အလဲထိုင်နီးငါလုံးနီးကိုလည်းထံပေးတော့တင်ပေးသွားမှာဖြစ်ပါတယ်။ Okay ကျွန်တော်ရဲ့ဗီဒီယိုကိုလည်းဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့ကျွန်တော်ရဲ့မိတ်ဆွေတူတူတယောက်ချင်းစီကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ။